ကလေးတယောက်ဆောင်ယွန်းယွန်းတွဲနေတဲ့ချစ်သူကောင်လေးရဲ့အမခန်းပိုင်ဆိုင်မှုများမန္တလေးမြို့ကဒိတ်ဒိတ်ကျဲသူသေးသားတယောက်နဲ့ချစ်ကြိုက်နေကြောင်းဗီဒီယိုလေးတစ်ဖိုင်နဲ့အတူ ပရိသတ်တွေကိုအတိပေးလာတာကတော့တယောက်ဆောင်ယွန်းယွန်းပါယွန်းယွန်းတွဲနေတဲ့ချစ်သူက တကယ်ကိုကြီးကျယ်ခမ်းနားချမ်းသာကြွယ်ဝတာကြောင့်ပရိသတ်တွေအားလုံးက အာသိမ့်ကုန်ကြရပါတယ်တချို့ကဆိုရင်မြန်မာနိုင်ငံကနာမည်ကြီးတထေးတွေကရုပ်ရှင်မင်းသမီးအမှုပညာရှင်တွေကိုပဲတွဲနေကြသလားဆိုပြီးအထင်ကြီးပေးနေကြတာဖြစ်ပါတယ်အမှန်တကယ်မှာလဲနာမည်ကြီးအမှုပညာရှင်တို့အထူးသရုပ်ဆောင်မင်းသမီးတွေက ကြီးကြီးတချမ်းသာကြွယ်ဝတဲ့တထေးသမီးတွေတထေးသားတွေနဲ့အပြန်ဆိုင်တွဲနေကြတာဖြစ်ပါတယ်မြန်မာနိုင်ငံရဲ့အချမ်းသာဆုံးတထေးကြီးနိုင်ဖြိုးကျော်ဟာဆိုရင်မြန်မာနိုင်ငံရဲ့ခိတ်တန်းတရုတ်ဆောင်မင်းသမီးဝုံမုံရွှေရီကိုလက်ထပ်ထားပါတယ်ဒါအပြင်မြန်မာနိုင်ငံရဲ့အချမ်းသာအကြွယ်ဝဆုံးသော VIP တယောက်ရဲ့မြေးဆိုရင်လဲရုံးတွေလီမွန်နဲ့ချစ်ကြိုက်နေကြတယ်လို့အခုရက်ပိုင်းထဲမှာသတင်းတွေထွက်နေကြတာဖြစ်ပါတယ်အရှိမဒီလိုမျိုးနိုင်ငံကျော်ထိတ်တန်းတထေးကြီးတွေကိုအပြန်ဆိုင်တွဲပြ နေတယ်လို့အခုအခါမန္တလေးမြို့ကကြီးကြီးတက်ချမ်းသာတဲ့ထိတ်တန်းကြောက်တထေးကြီးတယောက်နဲ့ထပ်မံတွဲပြလိုက်တာကတော့ တရုတ်ဆောင်ယွန်းယွန်းပဲဖြစ်ပါတယ်တရုတ်ဆောင်ယွန်းယွန်းဆိုတာကအခုချိန်မှာအမှုပညာလောကမှာတိတ်ပြီးတော့နေရာမရတဲ့တရုတ်ဆောင်တယောက်ဆိုပေမဲ့လည်းအရင်တစ်ချိန်တုန်းကတော့ရုပ်ရှင်နဲ့ဗီဒီယိုစကားပေါင်းများစွာမှာပါဝင်ခဲ့ရတဲ့ကလေးတရုတ်ဆောင်တယောက်ဖြစ်ပါတယ်အရင်တစ်ခေတ်ချိန်တုန်းကတော့ရုပ်ရှင်နဲ့ဗီဒီယိုစကားပေါင်းများစွာမှာကလေးတရုတ်ဆောင်နေရာမှာယွန်းယွန်းကားရှိနေတာဖြစ်ပြီးမြမရုပ်ရှင်လောကရဲ့ ထူးထူးခြားခြားကလေးတရုတ်ဆောင်ဘဝနဲ့အကယ်ဒမီရောက်ကူးတဲ့သူအဖြစ်လဲယွန်းယွန်းကားရှိနေတာဖြစ်ပါတယ် new line new line new line အခုအခါမှာတော့တရုတ်ဆောင်ယွန်းယွန်းကဒီချိန်တန်ဒီပွင့်ချိန်တန်ပွင့်ဆိုသလိုသူမရဲ့ချစ်သူကောင်လေးကိုခြားပြလိုက်ပါပြီ အခုချိန်မှာယွန်းယွန်းကသူမရဲ့ရေးစားကိုလူသိရှင်ကြားတွဲပြနေပြီဖြစ်ပါတယ်။ရိုးရိုးရဲ့ချစ်သူကောင်းလေးက မန္တလေးမြို့ကထိတ်တန်းတထေးကြီးတဦးရဲ့သားဖြစ်ပြီးတချင်းတွေကိုလည်းတီဆိုတတ်တယ်လို့ဆိုပါတယ်။ပို့ပြီးတော့စိတ်ဝင်စားဖို့ကောင်းတာကယွန်းယွန်းရဲ့ချစ်သူကကြီးကြီးတချမ်းသာကြွယ်ဝတဲ့ထိတ်တန်းတထေးကြီးတယောက်ရဲ့သားဖြစ်ပြီးသူကိုယ်တိုင်ကလည်းကြောက်တထေးကြီးဖြစ်နေတာပါ။ လေးတရုတ်ဆောင်ရွန်းရွန်းရဲ့ချစ်သူကမန္တလေးမြို့ကရွှေစံဖြစ်တဲ့ရွှေနှငားဆိုင်ရဲ့တားတယောက်လည်းဖြစ်ပါတယ်ရွန်းရွန်းရဲ့ချစ်သူကတန့်စင်လို့ခေါ်ပြီးမိဘတွေရဲ့ယတနာရောင်းဝယ်ရေးလုပ်နေတဲ့တထေးသားတယောက်ဖြစ်တယ်လို့အဆိုတော်လည်းလုပ်ပြီးတော့အမှုပညာလှူရှားမှုတွေလည်းရှိနေတာဖြစ်ပါတယ် ပရိသတ်တွေကတော့စီတူဝင်းထက်သားတဲ့ယောက်ျားကိုရှာနိုင်ခဲ့တယ်ဆိုပြီးချီးကျူးနေကြပေမဲ့ယွန်းယွန်းနဲ့တွဲနေတယ်လို့တွေ့ရတဲ့ဒီဗီဒီယိုတွေထဲမှာဆိုရင်ကြောက်တထေးကြီးတန့်စိန်ကယွန်းယွန်းကို အသားယူလွန်းတဲ့ပုံတွေတွေ့ရပါတယ် new line new line ဒါကြောင့်ယွန်းယွန်းဘိုက်ကနေပြီးတော့ပရိသတ်တွေက စိတ်မကောင်းဖြစ်နေကြတာဖြစ်ပါတယ်ဒီမတိုင်ခင်မှာတော့တရုတ်ဆောင်ယွန်းယွန်းကတရုတ်ဆောင်မင်းသားစီတူဝင်းနဲ့ချစ်ကြိုက်ပြီးတော့ မီးစားသဘာဝဖုံးပြောနေတဲ့အတန်ဖိုင်ကြီးပြန့်နှံ့ခဲ့ပါသေးတယ်။ဒါကြောင့်လဲလူတွေကြားထဲမှာဝေဖန်မှုမြင့်တက်ခဲ့တာဖြစ်ပါတယ်။ဘလို့ပဲဖြစ်ဖြစ်ပါအခုလက်ရှိအချိန်မှာချမ်းသာကြွယ်ဝတဲ့တထေးသားကိုရရှိထားတာကြောင့်ရွံ့ရွံ့ရဲ့လက်ရှိရေးသားကိုအားကျနေကြတဲ့သူတွေလည်းရှိပါတယ်။ဒီဗီဒီယိုကို ကြည့်ရှုနေကြတဲ့ပရိသတ်တွေကရော ကြီးကြီးတက်ချမ်းသာကြွယ် ဝါရဲတထေးသားကိုရရှိပိုင်ဆိုင်ထားတဲ့ယွန်းယွန်းနဲ့ပတ်သက်ပြီးတော့မိမိတို့ရဲ့အမြင်လေးတွေကိုမှတ်ချက်ပေးသွားခဲ့ပါဦးရှင်အဆုံးထိကြည့်ရှုပေးတဲ့အတွက်အားလုံးကိုကျေးဇူးအထူးပဲတင်ရှိပါတယ်ရှင်